မင်္ဂလာပါရှင်ခရမ်းချင်းတွေငါပြချက်လေး share ချက်စားတယ်လုံနေနေကတော့လွှဲပါတယ်ခရမ်းချင်းတွေကိုလေးများများလေးဖြတ်ထားပါရှင်ခရမ်းချင်းတွေငါပြချက်ကလေးဘာမှမပါလဲထမင်းလေးနဲ့လင်စားရင်စားလို့အရန်ကောင်းတဲ့အစားအစာတစ်မျိုးဒါမှမဟုတ်ဘယ်နဲ့မဟုတ်ဘယ်သုံးနဲ့တွဲစားရင်လည်းစားလို့ကောင်းတာပေါ့ရှင်ဒါကတော့လီးဖြတ်ပြီးတာခရမ်းချင်းတွေဖြစ်ပါတယ်ရှင် ရိုင်းငယ်သည်ငပိချက်ချက်ရဲ့အတွက်ကျမကဂျင်းမပါပဲနဲ့ကြက်တော့အဖြူနီဓာတ်တွေကိုလည်းကြိတ်ထားပါတယ်ဂျင်းလုံးဝမပါပါဘူးနာလေးကတော့ဇမိုင်းရိတ်ဆက်လေးပါရိတ်ဆက်လေးကလေအဲ့လိုခလဲမှာအရင်ညက်ချင်တယ်ဆိုအဲ့လိုမျိုးပေါ့နော်သူ့ကိုဖောဖောဖောဆိုရိုက်ရတယ်လှုပ်ရတယ်ဒါဆိုတအားညက်တယ်တအားကိုညက်တယ်ရှင်ဒါပေမဲ့လို့အဲ့လိုမလုံဘူးဆိုရင်ဆက်ကတအားယုံတော့ဆက်ပူတက်တယ်ပေါ့နော်။အိုးလေးကိုစီထဲပါတယ်ပြီးတော့ရင်စနစ်မုတ်လေးအနေငယ်ထဲပါတယ် စနစ်မုတ်ကလေးတွေကစီထဲမှာပြန့်လာပြီးရောင်လေးတွေပြောင်းလာတဲ့အနေအထားဆိုရင်တော့ကြိတ်ထားတဲ့ကြက်သုံးအဖြူနေခြင်းမပေါအောင်နော်အဖြူနေပဲခြင်းလုံးဝမပေါအောင်ခြင်းကအသားအတွက်ထည့်တာပါအော်အော်အဲ့ဒါတွေကိုထည့်ပြီးတော့စီတက်ပါတယ်ရှင်စီတက်ကလေးကလေမီးရပြင်းနေတော့အချိန်တို့အတွင်းမှာစီတက်ကလေးကအခုလိုမျိုးရင်းလာတဲ့အခါကျတော့ရောင်တင်မုတ်လေးထည့်ပါတယ်ရှင်ရောင်တင်မုတ်ကတော့တစုံခွဲလောက်ပို့ထည့်ပါတယ်ရောင်ပြင်းပြင်းလေးကြိုက်တဲ့အတွက်ရောင်တင်မုတ်ကိုတစုံခွဲလောက်ထည့်ပါတယ် ီးသွားရင်တော့ကျမကပဇွန်ချောင်းမုံမှာပဇွန်ချောင်းမုံကြိတ်ထားတာကိုကျမနှစ်ဆွန်းလောက်ကျမထည့်လိုက်ပါတယ်ရှင်ပဇွန်ချောင်းမုံအပြင်ကိုမြင်ကပီးကိုလည်းအတုံးလိုက်လေးထည့်ပါတယ်မြင်ကပီးကလေဖြော်ပြီးထည့်တာနဲ့အတုံးလိုက်လေးထည့်တာနဲ့အနံ့မတူဘူးရှင်အနံ့တအားကွဲပါတယ်နော်အခုလိုမျိုးအတုံးလိုက်ထဲအနက်တအားမှုရေရှင်အဲ့လိုထည့်ပြန်ရေလေးနည်းနည်းထည့်လိုက်အခုလိုမျိုးပေါ့နော်အနှစ်ကလေးရရင်အတွက်ရောင်မလေးနဲ့ထိုးလိုက်ရေလေးနည်းနည်းထည့်လိုက်ထိုးလိုက်ဆိုရင် အရှမ်းမွေးတဲ့ဒီငရုတ်နှစ်ကိုရရှိလာမှာဖြစ်ပါတယ်ရှင်။လက်လေးကတော့နည်းနည်းလေးမြင်ရတယ်ပေါ့နော်မဟုတ်ရင်ငပိတွေကလည်းအတုံးလိုက်တရှိတပါတယ်နော်။အကုန်လုံးငပိတွေကျေမသွားတဲ့အနေအထားဆိုရင်တော့ကျမကသူတွေကိုခင်းညီထည့်မကျေမလည်းကိစ္စမရှိဘူးစိတ်မပူနဲ့ခင်းညီညီထည့်ပြီးတော့သူကလည်းသူအလုံးတက်မှပါလိမ့်မယ်။ခင်းညီညီထည့်ပြီးသွားတယ်ဆိုရင်တမအောင်ရောင်းမလေးနဲ့တဖန်ဝင်ပြရပါတယ်ရှင်။ ခရင်ကြီးတင်ကပီစက်ချက်တဲ့အခါမှာအဓိကတော့အမြင်နဲ့မှွေပေးရမှွေလေးခရင်ကြီးတွေပြဲလေးစားကောင်းလေးမှွေလေးပြဲလေးစားကောင်းလေးပေါ့ရှင်ခင်ကြီးနေငပိချက်တဲ့ကိုကျမတို့ကငပိချော်လို့လည်းပြောလို့ရပေါ့မိမိကခင်ကြီးကြီးကိုမင်းမဲပြဲကျင်နေဆိုရင်ရေထဲဒါပေမဲ့လို့ရေအများကြီးထဲမိတယ်ဆိုရင်သူကထွက်လာတဲ့ရေကိုထတ်ထဲတဲ့ရေကြားထဲမှာပြဿနာလေးရှိနိုင်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့ကိုရေထဲမှာဆိုရင်နည်းနည်းလေးပါရုံလေးထဲပါရှင့် ပြီးတော့ရင်တော့တဖန်မှွေပြီးတော့ဖုံးလေးပိတ်ပြီးတော့ခင်းညင်ဒီကအေးလေးတွေထွက်လာတဲ့နေထိုင်ရောက်တည်ဒီ15မိနစ်လောက်တည်ပါရှင်15မိနစ်လောက်ကြာပြီးတော့တယ်ဆိုရင်တော့သူ့ထဲကအေးလေးတွေထွက်လာတော့အပြန်မြင်ရလိမ့်မယ်ရှင်အေးအဲ့လိုအနေထားဆိုရင်ရောင်းမနဲ့တဖန်မှွေပါရှင်မှွေပါအရသာကတော့မှန်းထဲเนาะ ။ဘာလို့လဲဆိုတော့သူကရေခမ်းသွားရင်ကျုံသွားမှာနဲ့ဗာနဲ့ဆိုတော့အရင်ရတာပြင်းပြင်းမထဲနဲ့စားလေးနေငယ်ထဲတယ်ရတာမုံလေးထဲမယ်။ငမြိုင်လေးတစုံတစုံခွဲလောက်ပေါ့နော်။မိမိရဲ့ဒီသုံးယူတဲ့ခဲညင်သည်အလုံးရေပေါ်မူတည်ပြီးကျမကတော့ဆယ်လုံးလောက်တောင်းနေဆိုတော့ငါကတော့ကျမဖမ်းထည့်လိုက်တာပေါ့နော်။ပြီးတော့ဘဲငမြိုင်အပြစ်ဒါမင်းအပ်တာပဲဘဲငမြိုင်အပြစ်လေးနည်းနည်းထဲလိုက်တာနဲ့ခဲငင်သေးရအောင်ပြင်းပြင်းလေးဖြစ်သွားမယ် ပြင်းပြင်းလေးဖြစ်သွားပြီးတော့စားတဲ့အခါမှာအယောင်လှက်လှလေးကိုရရှိမှဖြစ်တယ်မိမိကအယောင်ပြင်းပြင်းလေးအယောင်နည်းနည်းဘယ်လိုခေါ့မလဲအယောင်အယမ်းဟိုဘယ်လိုခေါ့မလဲအညိုအညိုနည်းနည်းဘက်ကိုမတော်ကျင်ဘူးဆိုရင်တော့မထဲနဲ့ရရင်အိစားမရှိဘူးပေါ့နော်ကြီးရီသူ့ရှာလည်းရေထွက်တယ်။နော်ပြီးသွားရင်ခဲကြီးကြီးကလည်းပြဲလာရင်ခဏခဏအိုးဖွင့်ပြီးတော့ရောင်းမနဲ့ထိုးရှင့်ခဏခဏအိုးဖွင့်ပြီးရောင်းမနဲ့ထိုးပြီးပြန်ပိတ်ပြန်ပြန်လုံအဲ့လိုမျိုးအခေါက်ခေါက်လုံးရပါတယ်ရှင်။ ရိုင်းဝင်းတော့ဆိုရင်တော့ခဲညင်ကြီးကလုံးဝပြဲသွားမှုရတယ်တအားမှုရရှင်ဘာလို့ဆိုတော့မြင်ငပီးကိုစီတက်ထားတဲ့အတွက်ကြောင့်မို့တအားကိုမှုရတာရှင်အာပြီးတော့အမခဲညင်ကြီးလေးကိုပြဲသွားမှုအခုလိုမျိုးရောင်းမလေးနဲ့အဆက်မပြတ်ထိုးပြီးတဲ့ခါကျတော့ကျမကလုံးဝခဲညင်ကြီးလေးပြဲသွားနေတာမှမြုပ်တီးကိုအတောင့်လိုက်ထည့်တယ်အတောင့်လိုက်ကြိုက်တယ်ကျမကပြီးသွားရင်အိုးချကန်ကြီးကြတော့အပေါ်နေပြီးနန်းနန်းမင်းကိုခတ်ကြမ်းကြမ်းဖြက်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 ပြီးတော့အုံလိုက်ပါတယ်ရှင်ပြီးရင်တော့တဖန်မှုရပါတယ်ရှင် ရရင်သင်ငပီချက်ကလေဘဲဥပြုံနဲ့လဲလိုက်တယ်။ဘဲဥကြော်နဲ့လဲလိုက်ဖက်တယ်။ဒါမှမဟုတ်ကြောက်ကြော်နဲ့လဲလိုက်ဖက်တယ်။ငါးကြော်နဲ့လဲလိုက်ဖက်တယ်။ဟင်းချိုးလေးနဲ့သူနဲ့ဆိုတွဲဖက်ပြီးစားရင်လေအရင်ထမင်းမိန်စီတာပေါ့။ဒါမှမဟုတ်ပဲနဲ့ဘာမှမချက်တော့ဘူးမုံပဲ့တုံးနဲ့ပဲစားနေဆိုရင်လဲရပါတယ်ရှင်။သူနဲ့တွဲစားရတဲ့ကျမကတော့ဒီနေ့ကြောက်ဥမှုကြော်ကြောပါတယ်။ကြောက်ဥလေးတွေကိုတမအောင်ခပြီးတော့ရင်တော့ဒီခဲညင်ဒီချက်ပြီးတော့အိုးလေးတွေကိုပဲထည့်ပြီးတော့အားရပါရကြော်လိုက်ပါတယ်ဒီနေ့ကတော့ ကျောက်ကျော်ရဲ့ခရမ်းညင်ဒီငပိချာရဲ့ပေါ်ရှင်ဒါလေးပဲစာမှဖြစ်ပါတယ်ရှင်ဒီနှမျိုးနဲ့ထမင်းမိန်နဲ့မတို့ရေတိုးစရာလေးနည်းနည်းပြုတ်ထားတယ်ဆိုရင်ပို့ okay လားပေါ်ရှင်အလုံးမင်္ဂလာပါရှင်ကျောက်ဥမှွေကြော်တယ်ပဇွန်နဲ့မမိုးဝယ်ပေးတာပေါ့နော်နောက်ပြီးတော့ခရမ်းညင်ဒီငပိချာခရမ်းညင်ဒီငပိချာရဲ့ ငြုပ်တီးမြမြငြုပ်တီးမုံမြမြဒါတော့ငပိတောင်လေမနေ့ကကြံနေငပိတောင်လေအနေငယ်ပေါ့နော်ဆိုတော့ခင်းကြီးလေးငပိချက်ချက်ပဲရှာမိုက်တယ်ဒါပေမဲ့ဟိုကျမစီနေတယ်ပေါ့နော်ဉာဏ်ထိုင်နိုင်ရွေးတိုင်းဒါကတော့ကျမအတွက်ကျမအားရပါရအောင်နေမှာပါမုံပတ်လဲ ready လုပ်ထားပါတယ်ထမင်းနဲ့နေပြီးမုံပတ်နဲ့နေပါမယ်ပြီးတော့ဒီ này giờ thế cả nhiều đi mọc nhiều đi ăn chém mọc nhiều đi ăn chém mọc thế bà mẹ này bà mẹ tham mê này nó bị đau nó luôn như mà luôn ôi sao ra bảo anh ấy bay vào nè này bà bi Hmm. <laughs> ဘဲတောင်ဝါဒီမလောင်လင်းပြုတ်ခါပါ။อืมอืมအရင်ကလည်းဖဲနေနေမူမူပေးရပါဖဲနေနေလေ။ဟွန်းပဇွန်က မောမပေးရပါတက်ဦးကကျွန်မတက်ဦးပါအဲ့ဒီကအရင်ရအောင်မိုက်ပါတယ်မြူတီမုံလဲညမြထည့်ပြီးတော့နေပါတယ်အာအိမ်လွမ်းညနေရောအိမ်လွမ်းနေကြပြီလားอืมมัน Vai, mm. eh, ma... Ma vai, di niente, ma... L'ultimo lamsa. Non ti ว่าไปลองเลยเน้นเน้นไปอย่างเลยเถอะถั่วโม่ များကြီးမမရှိဘောเนาะနမဲ့လို့လဲအမေအများကြီးမရှိတဲ့မရှိပဲမပါပဲအလုတ်တိုင်းอ่ะအော်လိုက်မဟုတ်ဟုတ်တယ်အမေနောက်နေတော့ချက်လိုက်嗯嗯。 Mm hmm น้องแบบมันแน้นๆเลยเพียงผ่านแน่นๆแบบ ဒီမဲ့ထမင်းနဲ့မလားမုံပဲနည်းနည်းပြုံးလို့ဒါသာထိုင်လိုက်အောင်လည်းနည်းနည်းပေါ့နော်တွေးပေါ့ဖောင်းလိုက်တာမဟုတ်ဘူးခဲရင်နေနေပြရဘလို့ထမင်းမိန်မအောင်သိတွေးတပြက်ပြက်နဲ့စားနေဟဲ့အပေါ်ရောင်တက်ပြီပေါ့စီးမရှိတာမရှိဘူး 哦、我发、啊、名哎，今天看，没、哦、搞，你不要你那啥，那李李贝嘛，OK。哎 何が出るんや来たじゃん来年でうんうんちょっ 那么、yeah, Oh, wow.